အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးတဲ့အကြောင်းအရတော့ BB ဆိုင်ရာအလောသမားအဖွဲ့ဖြစ်တဲ့ ILO ကနေမြန်မာနိုင်ငံကို Article 33ရဟေးယူလက်တဲ့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုဒါမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီသတင်းကိုမမျှဝေခင်ပါပေါ့လေဒါမြန်မာနိုင်ငံကိုအရေးယူလိုက်တဲ့ BB ဆိုင်ရာအလောသမားအဖွဲ့အစည်း ILO ဆိုတာဘယ်လိုမျိုးအဖွဲ့အစည်းလဲဒါအရေးယူလိုက်တဲ့ Article 33ဆိုတာပေါ့ဒါဘယ်လိုမျိုးလဲပြီးတော့မြန်မာနိုင်ငံအပေါ်မှာဒါဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေဖြစ်နိုင်တယ်လဲဆိုတာပတ်သက်ပြီးတော့လေဒါကျွန်တော်ရဲ့အမြင်ကိုဆက်လက်ပြီးတော့မျှဝေသွားမှာဖြစ်ပါတယ် ဲ့တော့ပထမဆုံးအနေနဲ့ပေါ့လေဒါပြည်ပစံအလုံးမှာအဖွဲ့အစည်း ILO ဆိုတာကဒီ1919ခုနှစ်မှာဒါစတဲ့တောင်ခက်ပြီးတော့နိုင်ငံတကာအစိုးရအဖွဲ့တွေဒါအလုံးရှင်တွေနဲ့အလုံးသမားကိုယ်စားလှယ်တွေပေါင်းအောင်ဖွဲ့စည်းထားတဲ့ဒါသုံးဖွဲ့ဆိုင်အဖွဲ့အစည်းပဲဖြစ်ပါတယ်။သူတို့ရဲ့အဓိကယူရချက်ကတော့ဒီနိုင်ငံတကာမှာရှိတဲ့အလုံးသမားတွေအတွက်ဒီအလုံးကံအပြည့်အဝဖန်တီးဖို့အလုံးသမားနဲ့အလုံးရှင်ကြားပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့နဲ့အလုံးသမားအခွင့်အရေးနဲ့အပြိုးစည်းဝါအမတ်ခံဖို့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေလည်းဖြစ်ပါတယ်။ ။ BBC ဆိုင်ရာအလုံသမားအဖွဲ့ ILO ရဲ့အနာအကြီးဆုံးအဖွဲ့အစည်းကတော့ BBC ဆိုင်ရာအလုံသမားညီလာခံပဲဖြစ်ပါတယ်။ဆိုတော့ဒီညီလာခံကိုဒါမေလနဲ့ဆွမ်းလကြားမှာဂျနီဘာမှာနှစ်စဉ်နှစ်တိုင်းဒါကျင်းပနေတာလည်းဖြစ်ပါတယ်။ဆိုတော့အခုဒီမြန်မာနိုင်ငံကို Article 33အရာဒါအရေးယူဖို့ဒါဆုံးဖြတ်လိုက်တာကဒီ33ချိန်မြောက်ကျင်းပတယ်ဒါ BBC ဆိုင်ရာအလုံသမားညီလာခံကနေဒါချမှတ်လိုက်တာပဲဖြစ်ပါတယ်။ တကယ်တော့အခုလိုမြန်မာနိုင်ငံကို Article 33ရအရေးယူဖို့ဆုံးဖြတ်ခဲ့တာကပထမကြိမ်တော့မဟုတ်ဘူးဒီတမတော်အစိုးရလက်ထက်တန်း1000တုံးကလည်းဒါပိတ်ဆို့အရေးယူဖို့ဒါချမှတ်ခဲ့တာဖြစ်ပါတယ်ဆိုဒီအဲ့ဒီတော့ဒီ article 33ရရဒါအရေးယူမှုပါပေါ့လေ2012ကြာမှာဒါအရေးယူမှုကိုဒါပေးဖြတ်ပေးခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့ဒါမှလည်းအခုဒီ ILO ကနေပြီးတော့ဒီ article 33ရဒါအရေးယူဖို့ဒါထွက်လာခဲ့ပေမဲ့ဒါပို့ပြီးတော့ပြင်ထန်တဲ့ဒါပိတ်ဆို့အရေးယူမှုတွေဒါမပါသေးဘူးလို့လည်းသိရတယ်ပေါ့လေ အဲ့နောက်တစ်ချက်ကတော့ဒီ article 33ဆိုတာဒီဘာလဲပေါ့လေအဲ့တော့ဒီ article 33ဆိုတာကဒီနိုင်ငံတကာနိုင်ငံရဲ့ဒါအလုံသမားဆိုင်ရာပြဿနာပြပွားမှုတွေကိုဒါပြုပြင်ထိန်းသိမ်းဖို့ဒါပြက်ကွက်ခဲ့လို့ရှိရင်ဒါ ILO ကနေပြီးတော့ဒါအရေးယူရတဲ့ဒါစီမစီကံဖြစ်ပါတယ်ဆိုတော့အဲ့တော့ဒီအခုဒီအရေးယူလိုက်တဲ့ article 33အကြမြန်မာနိုင်ငံပေါ်မှာဒါပိတ်ဆို့မှုတွေဒါပြုလုပ်တဲ့အခါမှာပေါ့လေဒါအခြေခံအလုံသမားတွေကိုဒါနေနာစေမဲ့ဒီလုပ်ငန်းတွေကိုပိတ်သိမ်းတာတွေဒီနိုင်ငံတွေကနေပြီးတော့ဒါထွက်ခွာသွားစေရတဲ့ဆက်ပြင် ဒီအဲ့လိုမျိုးတော့ဆုံးဖြတ်ချက်မျိုးဒါမလုပ်ဘူးဆိုပေမဲ့လို့ဒါ2000ခုနှစ်တုန်းကဒါအရေးယူပိတ်ဆို့မှုမှာတော့ဒီအလုံးစမတသိန်းလောက်ဒါအလုံးလည်းမဖြစ်ခဲ့ရပဲဖြစ်ပါတယ်ဆိုအဲ့တော့ဒါအဲ့လိုအကျိုးဆက်မျိုးတွေပေါ့လေဒါဖြစ်မလာဖို့အတွက်လည်းဒါပြည်တွင်းမှာရှိတဲ့ဒါဆက်ယုံအလုပ်ယူနေတာအလုပ်သမားတွေဒါဆန္ဒပေါ်ထုတ်ခဲ့ရပါပဲဒီမြန်မာပြည်တွင်းအလုပ်သမားတွေရဲ့အတန်ကိုဒါ ILO ကနေပြီးတော့လက်လျူရှုခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါပြင်ဒါနောက်တစ်ချက်ကတော့ဒါဒီကိစ္စနဲ့ပတ်သက်လို့ပေါ့လေမြန်မာနိုင်ငံမှာရှိတဲ့ဒီ ILO ရုံးကို ဒါအထူးကျောလုပ်ငန်းရှင်တွေနဲ့ဒီမြန်မာလုပ်သားတွေကဒါလက်မှတ်ရေးထိုးပြီးတော့ဒါကက်ခွန့်ဆာပြပို့ခဲ့ကြတဲ့ဂျာနေပြီးတော့ပဲလေ ILO ကနေပြီးတော့ဒီ Article 33အရဒါရေးယူဖို့အဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်းသိရတယ်အဲ့တော့ဒီအနည်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါ ILO ရဲ့ Article 33အရဒါရေးယူမှုဟာနိုင်ငံရေးအရဒီလက်ဆက်ကကိုဒါ PR ပေးခြင်းတဲ့အတွက်ချမှတ်လိုက်တဲ့အဆုံးဖြတ်ချက်တစ်ခုဆိုပေမဲ့ဒါအရင်ဆုံးဒါထိခဲ့မဲ့ပြည်တွင်းပြဿနာက ခြေခံအလုပ်သမားတွေရဲ့အခက်အခဲပြဿနာတွေဖြစ်ပါတယ်။အထူးသဖြင့်ဒီအကျိုးဆက်ကိုဒါမြန်မာအထူးချုပ်လုပ်ငန်းရှင်တွေနဲ့ဒီအခြေခံအထူးချုပ်လုပ်သားတွေအပေါ်မှာဒါအကျိုးသက်ရောက်မှုများစွာရှိနိုင်လိမ့်မယ်လို့ဒါကျွန်တော်နေနဲ့သုံးသပ်မိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။